မနေ့ကကွန်မန့်လေးတခုတွေ့တယ်အကူမောကလက်ကိုမြောင်းမြောင်းပြီးတော့အမြဲတမ်းကျွန်တော်ဗီဒီယိုတွေကျွန်တော်ဓာတ်ပုံတွေမှာတွေ့တယ်လက်အမြဲတမ်းမြောင်းနေတယ်ကျွန်တော်လက်အမြဲတမ်းမြောင်းနေဆိုတော့အဒီနေ့မှာတော့ကျွန်တော်စကားမဆက်ကျွန်တော်ကိုမေးထားတဲ့စကားလေးပါကျွန်တော်တို့ reply ပြန်ပေးလိုက်ပါတယ်နော်အကျွန်တော်မေးထားတာအကူမောကားနုပညာအကူမောရေးဆိုပြီးမနေ့ကကွန်မန့်လေးတခုတွေ့တယ်အကူမောကလက်ကိုမြောင်းမြောင်းပြီးတော့အမြဲတမ်းကျွန်တော်ဗီဒီယိုတွေအကျွန်တော်ဓာတ်ပုံတွေမှာတွေ့တယ်လက်အမြဲတမ်းမြောင်းနေတယ်ကျွန်တော်လက်အမြဲတမ်းမြောင်းနေဆိုတော့ကျွန်တော်ချမ်းသာရမီး အောင်မြင်ရမည်စာမေးပွဲအောင်ရမည်ကျွန်တော်တို့ကျောင်းသားတွေဆိုလို့ရှိရင်စာမေးပွဲအောင်ရမည်အဲဒီလိုလက်ကိုမြှောက်ပြီးတော့ငါစာမေးပွဲအောင်အောင်ရမည်အဲဒီလိုဝန်ထမ်းတွေအလုပ်သမားတွေဆိုရင်ငါလူကြီးတနေဖြစ်ရမည်ငါမန်နေဂျာဖြစ်ရမည်ငါကုမ္ပဏီပိုင်ရှင်ဖြစ်ရမည်စီးပွားရေးလုပ်ငန်းရှင်တွေဆိုလို့ရှိရင်ကျွန်တော်တို့ငါတော့ရှိုးရူးပိုင်ရှင်ဖြစ်ရမည်ငါတော့တထေးဖြစ်ရမည်စသဖြင့်ကျွန်တော်တို့ဒါကျွေးကြော်တယ်ဆိုတဲ့အတိတ်နမိတ်နော်ကျွေးကြော်ရမည် ။ဒါဆိုကျွန်တော်တို့ဗုဒ္ဓဘာသာဆိုရင်ငါသည်ဖျားစင်စစ်ဧကံဖြစ်ရမည်ဆိုတော့ကျွန်တော်တို့ဒါကတော့ကျွန်တော် desire စိတ်ကစွမ်းရင်ဖြစ်ပါတယ်။ဒါကတော့ငါသည်မုတ်ချအောင်မြင်ရမည်။ငါသည်မုတ်ချတိုးတက်ရမည်ဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့စိတ်တန်ဒိဋ္ဌံချမှတ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လက်ကိုမြှောက်ပြီးတော့ကျွန်တော်တို့စကားပြောတဲ့ကျွန်တော်တို့ action တွေဖြစ်ပါတယ်ဆိုတော့ဖြေချလိုက်ပါတယ်ခင်ဗျာ။ကဲကျွန်တော်တို့စီးပွားရေးနယ်ပယ် ဆိုចောင်းသားဆိုလို့ရှိရင်လူငယ်လေးတွေเนาะကျွန်တော်တို့အလုပ်သမားတွေဆိုလို့ရှိရင်ကုမ္ပဏီဝန်ထမ်းတွေဆိုလို့ရှိလို့ရှိရင်เนาะအဆင်ပြေကြပါသေးအောင်မြင်ကြပါသေးចောင်းသားတွေဆိုလို့ရှိရင်လည်းပညာရေးတွေထူးချွန်ကြပါသေးစီးပွားရေးနယ်ပယ်မှာဆိုလို့ရှိရင်လည်းစီးပွားရေးတွေဖွံ့ဖြိုးတိုးတက်ကြပါသေးကျွန်တော်ရဲ့ topic လေးရနေပြီးတော့အကျိုးတစုံတရာကုမိုကားနုမြန်ယာကားဆေးစင်တာကိုအဲကျွန်တော်တို့ဗီဒီယိုလေးကိုကြည့်ရှုကြတဲ့မြန်မာနိုင်ငံအနှံ့ကနေပြီးတော့ကြည့်ရှုကြတဲ့သူတွေကျွန်တော်တို့အာ feedback လေးတွေပြန်လာတဲ့ခါကြလို့ရှိရင်ကုမိုးရေကုမိုးကာနုပညာရဲ့ဗီဒီယိုလေးတွေကိုအားပေးကြတယ် အဲဘလို့အားပေးကြလဲဆိုတော့ကုမိုးကအမြဲတမ်းတက်တက်ကြွကြွအမြဲတမ်းရှင်ရှင်လန်းလန်းအမြဲတမ်းအပြုံးမျက်နှာနဲ့ကြိုးစိုးနေတယ်အမြဲတမ်းကျွန်တော်ဗီဒီယိုတွေမှာစကားပြောတယ်ဆိုတော့အဲကျွန်တော်တို့ကလည်းအခွန်အားဖြစ်ရပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အကျိုးတစုံတရာရရှိစေရန်ဒီနေ့မှာတော့ကျွန်တော်ဒီကိုကွန်မန့်လေးကျွန်တော်မှန်ထားတဲ့ကွန်မန့်လေးကိုပြန်လည်ပြီးတော့ဖြေချပေးလိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါစေကျွန်တော်တို့ကုမိုးကားနုပညာကားစစ်စင်တာကနေပြီးတော့အမြဲတမ်းအကျိုးဆောင်နေပါအကျိုးဆောင်နေတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ အလဲထက်တွေလာလို့ရှိရင်လည်းကျွန်တော်တို့ပြန်လဲပြီးဆောင်ရွက်ပေးဖို့ကမလွယ်ဘူးเนาะကျွန်တော်စီမှာလက်တင်ကားလေးတွေဖြစ်တယ်လက်တင်ဆိုတာတန်းပြီးတော့ကျွန်တော်တို့တန်းစီယုံမဲ့စီထက်ပြီးမောင်းယုံမဲ့ဒါပေမဲ့အလဲထက်လာလို့ရှိရင်ကျွန်တော်တို့ကားလေးတွေက user တွေအနေနဲ့ကားလေးတွေကလှုပ်ဆရာရရှိတယ်စီးတက်ခြင်းလှုပ်ဆရာရရှိတယ်ကားလေးတွေပြုတ်ပြင်စရာလေးတွေအနေငယ်လေးတွေပါတာရှိတယ်တော်တော်များများဒါလေးတွေကိုကျွန်တော်တို့ကတော်တော်လေးလက်ခံပြီးတော့ကျွန်တော်တို့ပြန်လဲပြီးတော့အလဲထက်တွေပြုတ်လို့ပေးရလွယ်တော့မလွယ်ဘူးအဲကျွန်တော်တို့တကယ်တော့တစ်ခါလေးကျရင်ရင်းနေစစ်ကားရရှိတယ်ကျွန်တော်ကားကောင်းမကောင်း gear box เนาะ အင်ဂျင်ကောင်းမကောင်းဒါမျိုးတွေပါကျွန်တော်တို့မှာလည်း race တွေရှိတယ်တခါကျရင်သွားဆစ်ရတာကြောင့်အဲဆင်ပြေပါမလားအကိုကတော့ကောင်းအောင်လက်တင်ကားလေးတွေကိုပေးလိုက်တယ်ခါကျရင် user တွေကနေပြီးတော့လာရောက်တဲ့ကားလေးတွေကကားလေးညံ့နေရလေးရှိတယ်ကျွန်တော်တို့မှာပြုပြင်ရတဲ့အပိုင်းလေးရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့မှာလည်းမလွယ်ဘူးဒါကြောင့်ရောင်းချပေးခြင်းလဲထက်ပြုလုပ်ပေးခြင်းပြန်လည်ပြီးတော့ကျွန်တော်ဝယ်ယူပေးခြင်းတွေကိုများစွာဆောင်ရွက်ပြီးတော့ကျွန်တော်တို့ ကားနဲ့ပတ်သက်ပြီးတော့ဝန်ဆောင်မှုများစွာပေးနေပါတယ်လို့ကျွန်တော်တို့ဒီမှာမလွယ်ကူတဲ့ကြားတွေကနေပြီးတော့ကျွန်တော်ဝန်ဆောင်ပေးရအောင်เนาะကျွန်တော်တို့မှာမလွယ်ကူပါအောင်เนาะသို့ပေမဲ့ကျွန်တော်တို့ကားနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါစေကားသုံးဆွဲသူတွေမြန်မာနိုင်ငံအနှံ့အဆင်ပြေပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဆောင်ရွက်နေရဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးအားလုံးအဆင်ပြေကြပါစေဟုတ်အားလုံးเนาะဟုတ်နောက်ထပ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နောက်ပြန်မှာကျွန်တော်တို့ live မှာပြန်လည်ဆုံတွေ့ကြမှာခင်ဗျာအားလုံး